တတိယကောင်းလာပါပြီကြားကျင်နေတဲ့တတိယမဲ့အဲ့ဒါကဘာလဲဆိုတော့အထွေထွေထိုးစစ်ကြီးတရက်ကိုဆင်နွှဲဖို့မဟာမိတ်တွေနဲ့အားလုံးပူးပေါင်းပြင်ဆင်နေပြီဆိုတော့ MG ဘက်ကထုတ်ပြန်လိုက်တဲ့ဒရင်မဖြစ်နော် MG ရဲ့တွားနေတဲ့ခြေလမ်းဟာကျွန်တော်တို့တွေစိတ်တိုင်းမကြရင်မကြနိုင်ဘူးဒါပေမဲ့အခုချိန်ထိခြေလမ်းမလွယ်သေးတာတော့လွယ်ကြီးလို့မရဟုတ်ပါတစ်ချိန်ကကျွန်တော်တို့တွေကပြပြဖြစ်ခဲ့နော်ပြပြီးတော့ပြေးရတယ်ဒူမီလေးရန်တော်လေးနဲ့အဲ့ဒီပြပြပြတဲ့အဆင့်ကနေတော်တော်ပြပြပြတဲ့အဆင့်ကနေတစ်ဖြည်းဖြည်းနဲ့ဘာဖြစ်လာလဲစကန်းငယ်လေးတွေတိမ့်လာတယ် စခန်းငယ်လေးတိမ်းရတယ်ဟိုတိုက်ဒီတိုက်နဲ့အခုဆိုရင်ကျွန်တော်တို့စခန်းကြီးတွေမြို့တွေမှာတိမ်းတဲ့အဆင့်တိဖြစ်လာတယ်ဒါပေမဲ့မြို့ကြီးတွေကိုဘာကြောင့်မတိမ်းလဲအားလုံးတိတဲ့အတိုင်းမြို့တစ်မြို့ကိုတိမ်းဖို့ဟာလွယ်တယ်အဲ့ဒီမြို့ကိုပြန်ပြီးတော့ထိန်းထားဖို့အတွက်ကကျွန်တော်အင်မတန်ခဲရင်ပါလားဘာဖြစ်လို့နံပါတ်1ဒီမြို့ကိုဝင်တိုက်ပြီးဒီမြို့ထဲမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအကုန်လုံးတုတ်တင်ချင်းချင်းဖမ်းဆီးလိုက်တယ်ဒီမြို့မှာကြီးမဲ့အခြေခံအဆောက်အအုံမှာစပြီးပြည်သူတွေအတက်အိုးရင်စည်းစိမ်အားလုံးရှိမယ်အဲ့ဒီအားလုံးဟာတော်နိုင်အင်အားစုတွေဘက်ကတော့အားလုံးတိတဲ့အတိုင်းထိန်းသိမ်းဆောက်ရှောက်ပြီးတာစစ်ကောင်စီဘက်ကဘာလုပ်မလဲလက်နက်ကြီးနဲ့ပြစ်မယ်လေတောင်းကနေပြစ်မယ် ဲ့ဒါဆိုရင်အဲ့ဒီမြို့ကကျေပုတ်မယ်ဒါကြောင့်မလို့မြို့တိမ်းတဲ့အရာတွေကိုမြို့တွေကိုရှောင်တိုင်းတော့ရှောင်ပြီးတော့လူတွေထူထပ်တဲ့မြို့တွေကိုရှောင်တိုင်းရှောင်ပြီးတော့အဓိကစစ်ကောင်စီရဲ့စခန်းတွေကိုလိုက်ပြီးတော့တိုက်ခိုက်သိမ်းပိုက်တဲ့စနစ်ကိုလုပ်နေတာဒါအားလုံးလည်းမြင်ပါလိမ့်မယ်2025ခုနှစ်အတွင်းမှာပဲကျွန်တော်တော်လှန်ရေးအပိတက်အောင်ပွဲစင်တွဲနိုင်ဖို့ရည်ကြည်ပါတယ်တရားရတဲ့မကိုတိုင်းမကွေးတိုင်းစကိုင်းတိုင်းတွေတွင်နေမှာမပြူအောင်မြောက်ပူပေါင်းစစ်စင်ရေးတွေ အထွေထွေထိုးစစ်တွေစတင်လာဖို့ရှိပါတယ်အလုံးပဲမင်္ဂလာပါ Top News မြန်မာ Channel ကနေပြီးတော့တဖန်ပြန်လည်ကြည့်ဆိုလိုက်ပါရစေကျွန်တော် Channel လေးကို Subscribe မနေသေးဘူးဆိုတော့ Subscribe နဲ့ပြီးတော့ထပ်မံပြီးတော့တောင်းဆိုချင်ပါတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့လည်းစိတ်မရှိဘူးเนาะကျွန်တော်တို့ကပြောဦးပါတယ်ဘာတိတ်မှန်တာနိုင်ငံတော့ဒီထဲခေါ်လိုက်ဘာပြန်ပြစ်ဆိုလည်းပြစ်မယ်ကဏ္ဍမရှိဒါနဲ့စိတ်ခေါ်ပဲကိုလည်းသေသေဒီပွဲเนาะတခါလည်းအပြက်ဒါအဲ့စိတ်ကကျွန်တော်မြင်နေတယ်ဟုတ်တယ်မလားပြန်မလားတကယ်အဲ့လိုမျိုးအထွေထွေဘယ်နှစ်ပဲတည်ယုံကြီးချင်ညာလိုက်ထိုင်းမှာရှိတဲ့လူကြီးအ ਨੇ ဆုံးတိတ်တဲ့ချီပြန်မစင်းမိမနိုင်ချင်တယ်လို့ပြောကျွန်တော်တို့ကမှကားဖီးလုပ်ပေးလိုက် လူတွေကပြတ်ချင်တာဒီပွဲကိုပွဲခက်မဲ့မြန်ပြတ်ဖို့အတွက်ဘာပဲလောက်ကလောက်ကဆိုတဲ့လူတွေအများကြီးရှိတယ်။ဘာဖြစ်လို့လဲဒီတော်လန်ရင်ရေချေတော်စိတ်မရှိတော့ဘူး။အဲ့တော့တဏှာမရှိဒါနဲ့ခောက်မယ်ဆိုတဲ့လူမျိုးတွေအများကြီး။ဒါကဟိုဟာတအရပြောလာမှာပေါ့။အမင်းတို့တဏှာနဲ့ပြတ်တာဟောဒါနဲ့တော့မစ္စတာပေါ်လီပါကပြောရင်ပြောလိုက်။ခံယူချက်တွေကတအားပြင်းထန်နေတဲ့လူတွေအများကြီးရှိတယ်။ဒါကြောင့်မလို့အခုတို့ထွေထွေထိုးစစ်ကြီးတွေရဖြစ်မော်လာဖို့တော့ပြည်သူတွေကအရန်ကြားချင်တယ်။ဒီလိုကြားဖို့အတွက်လည်းတိုင်းနာခေါင်းဆောင်တွေပေါ်မှာမူတည်တယ်အဓိကကျွန်တော်တို့ပြောသလိုတိုင်းနာခေါင်းဆောင်တွေအနေနဲ့ကိုပြည်ကိုရွာကိုဒေတာလောက်ပဲကြီးလို့မရအောင်ငါတို့ပြည်နဲ့ ်လောက်ပဲငုတ်ကြည့်နေလို့မရဘူးဘုတို့ဘုန်းကြီးနိုင်ပြောထားတဲ့စကားလေးကိုအားလုံးမှတ်သားဖို့ကြားဖို့ရည်ကြီးတယ်ကျွန်တော်ကနော်ဒီအာနာရှင်ကိုတော်လှန်တဲ့နေရာမှာကိုဒေတာလောက်ပဲကြည့်ပြီးတော့ဆုံးဖြတ်လို့မရအောင်ဆိုစကားတကယ်မှန်းနေဒါကြောင့်မလို့ဒိုင်းနာခေါင်းဆောင်တွေနေဒီပွဲမှာအားလုံးပူးပေါင်းပေးကြပါခေါင်းဆောင်စိတ်တွေမွေးပေးကြပါအထွေထွေထိုးစစ်ကြီးမှအဖွဲ့ခေါင်းဆောင်ပါနိုင်မယ်ဆိုရင်ကျွန်တော်တို့ပွဲဟာပြတ်ဂျင်းနေနော်ဒီတရေလေးကိုကျွန်တော်ဖတ်ပြပါအောင်မြန်မာတိုင်းနိုင်ငံလုံးတိုင်းနာရှင်အထွေထွေထိုးစစ်ကြီးတရဆင်နွှဲနိုင်ဖို့အတွက်ပြင်ဆင်နေကြောင်းမြို့သားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနဦးကြီးမွန်ကပြောလိမ့် ၎င်းကမြို့သားညီညွတ်ဆိုရပြည်သူ့ကာကွယ်တပ်မတော်နဲ့မဟာမိတ်တော်လှန်ရေးအဖွဲ့တွေဟာဒီအထွေထွေထိုးစစ်ကြီးအတွက်ပြင်ဆင်ကြိုးပမ်းနေကြရတယ်ဆိုတာအပြစ်ပေးလိုတယ်ဟုပြောတယ်။မတ်လ25ရက်နေ့ကပြုလုပ်ပြီးမြို့သားညီညွတ်ရဲ့ဆိုရပြည်သူ့ကာကွယ်တပ်မတော် AOD တိုင်းစစ်ဌာန view ဟာ29အချိန်ကစစ်ပညာပတ်စင်ငါတင်နေစင်းပွဲတွေပြောကြားပြီးမိကုန်းနဲ့အချက်ပါအတိုင်းချက်တွေပြောဆိုခဲ့ခြင်းဖြစ်တယ်။ပြည်သူ့ကာကွယ်တပ်မတော်အနေဖြင့်စစ်ရင်း view ဟာအရအဆင့်၃ဆင့်ကိုဖြတ်ကျော်ရမှာဖြစ်ပြီးပထမအဆင့်အနေနဲ့တနိုင်ငံလုံးဖွဲ့ပြည်တနိုင်ငံလုံးဖွဲ့ပြည်စစ်ရင်းလှုပ်ရှားနိုင်အောင်ဒိုးစားရခဲ့ကြရပြီးဒုတိယအဆင့်အနေနဲ့မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေဆင်နွှဲကြရမှာဖြစ်ကြောင်းနဲ့ တနိုင်ငံလုံးအထွေထွေထိုးစစ်ကြီးကတော့တတိယအဆင့်အနေနဲ့လှုပ်ဆောင်ကြရမှာဖြစ်ကြောင်းဝန်ကြီးကပြောတယ်။လက်ရှိကာလဒီဒုတိယအဆင့်ဖြစ်သည့်မြို့သိမ်းစခန်းသိမ်းတိုက်ပွဲများဆင်နွှဲနေသည့်ကာလဖြစ်သည့်တတိယအဆင့်ထွေထွေထိုးစစ်ကြီးအတွက်လည်းမဟာမိတ်များနဲ့ပြင်ဆင်ဆောင်ရွက်နေကြောင်းဥယျာဉ်မှာဆိုလိမ့်မယ်။ထို့ပြင်တော်လာရင်ကလာ၄နှစ်ကျော်ကြာချိန်တွင်ပြည်သူကာကွယ်တပ်မတော်အနေဖြင့်အောင်ပွဲများရရှိလာနေပြီဖြစ်ကြောင်းကိုလည်းပြောသည်။ယခုအခြေခံစစ်တင်တဲ့စင်ပွဲဒီအေအော်ဒီနဲ့ညဝကျုံးတော်ဒေသကိုအခြေပြုသည့်ရဲဘော်များဖြစ်သည့်အတွက်ပြည်သူကာကွယ်တပ်မတော်၏ပထမအဆင့်ဂျူဟာဖြစ်သည့်ဒေသတိုင်းမှတပ်တီဆောက်ရင်းနှင့် တပ်ဖြတ်နိုင်မှုအပေါ်ပုံမပြည့်စုံစေခဲ့ကြောင်းမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးမြင့်ဌာနကဆိုသည်လက်ရှိကာလနှင့်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ဖွဲ့ဝင်ရဲဘော်အားအနေဖြင့် AOD တိုင်းစကိုင်းတိုင်းနှင့်မကွေးတိုင်းပဲခူးတိုင်းကချင်ပြည်နယ်ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်များတွင်တိုင်းနာလက်နက်ကိုင်အဖွဲ့များနှင့်ပူးပေါင်း၍စစ်ရေးဖော်ဆောင်မှုများဆောင်ရွက်လျက်ရှိကြောင်းသိရသည်ဒါကြောင့်အထွေထွေထိုးစစ်ကြီးနှင့်ပတ်သက်လို့ဝင်းမှုပြောကြားထားတဲ့ဟာနဲ့အချားရဒီနေရာမှာတစ်ခုရှိတယ်ကျွန်တော်တော်လိုင်းဘက်ကပါဆိုတဲ့လူတွေချုပ်ကလည်းတစ်ခါကျဥယျာဉ်မှုကိုဟိုအာဘာဖြစ်လဲညာဖြစ်ဆိုခဏပြီးပြောတာရှိတယ်ဒါဆိုရင်ကျွန်တော်တို့ပြောမယ် ဝိမုန်ထက်ကိုကပုံလုံးနိုင်ပြီလားအဲ့ဒါဆိုရင်တော့တရားဝင်စိန်ခေါ်လိုက်ဟုတ်တယ်မလားတရားဝင်အကူညီတောင်းလိုက်ပြောလိုက်ဖယ်ပေးနေရာဖယ်ပေးငါလုပ်ပြမယ်ဒါပေမဲ့လုံးမယ်ဆိုပထမနေ့လုံးပြမယ်အရင်ဆုံးဘူဝါဒချမှတ်ပြဘယ်လိုပုံစံဘူဝါဒနဲ့လုပ်မယ်ဘယ်လိုပုံစံလုပ်မယ်ဆိုတာဟုတ်တယ်မလားအဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကိုတော်နိုင်ရင်ဘက်ကဘာလို့တာပြောပြီးတော့တော်နိုင်ရင်ဘက်ကအချင်းချင်းတိုက်ခိုက်တဲ့လုပ်ရက်ကိုဒီချိန်ဒီမှာလုံးဝလုံးဝရှောင်ချတင်ပါလေနော်ကိုစိတ်တိုင်းကြတော့ဘယ်အရာမှမဖြစ်ဘူးကိုကိုတော်မှစိတ်တိုင်းကြလာလို့မှန်နဲ့ပြန်ကြည့်ပြီးမေးကြည့်လိုက်ပါသူများတကာကိုစိတ်တိုင်းမကြလို့ပြောတော့မယ်ဆိုရင်ငါ့ကိုငါ့ကိုစိတ်တိုင်းကြလာဆိုတဲ့စကားလေးကိုအမြဲမေးကြည့်ပါ နော်ကျွန်တော်တို့လည်းအဲ့လိုပဲကိုယ့်ကိုယ်သုံးသက်မလူတွေခါကျရင်ကိုယ့်ကိုယ်လုံးစိတ်တိုင်းမကြောက်အဲ့တော့စိတ်တိုင်းမကြတဲ့အပေါ်မှာဗဇက်ကထင်ရှားလျှောက်ပြောကြမယ်ဆိုကျွန်တော်တို့အပြက်ဘက်ကိုပဲဥတီသွားပါလိမ့်မယ်နော်ဒီဒေါ်လာရဲ့ကျွန်တော်တို့နံပါတ်1အရေးကြီးဆုံးကစီးလုံးညီညွတ်မှုအဲ့ဒါလို့စီးလုံးညီညွတ်မှုတည်ဆောက်နေတဲ့နေရာမှာခုနကပြောသလိုကိုကိုတိုင်နဲ့ဘာမှမလုပ်နိုင်ဘူးလုံနေတဲ့သူကိုအားမလို့အားမရတဲ့ဝေဖန်နေမယ်တိုက်ခိုက်နေမယ်ဆိုအဲ့ဒီစီးလုံးညီညွတ်မှုကိုကျွန်တော်ဘယ်တော့မှတည်ဆောက်နိုင်မှာမဟုတ်ဘူးတို့အထွေထွေထိုးစစ်ကြီးတရက်ခန့်မြန်ပေါ်လာနေအေးရခိုင်ပြည်သူတွေပြောတဲ့စကားရှိတယ်နေကြီးပဲကြံစည်တဲ့ဝေမြေကြီးပဲကြံစည်တဲ့ နော်အဲ့ဒီစကားတကယ်မှန်တယ်ကျွန်တော်တို့ဒီအပေါင်းစားများတယ်လို့မြောက်ဒီတစ်ခါကိုကျွန်တော်တို့အနာခံလိုက်မယ်ကျွန်တော်တို့မျိုးစင်မျိုးရိုးစင်စက်အသာဆန်လို့ရစီရမယ်အဲ့ဒီအတွက်ရှောက်ခဲ့တဲ့လမ်းကလည်း၄နှစ်ကျော်၅နှစ်တည်းရောက်လာခဲ့ပြီတိန်းခဲ့တဲ့စခန်းပေါင်းတိန်းခဲ့တဲ့မြို့ပေါင်းတွေ့ကြည့်လိုက်တမိုင်းမှာမရှိခဲ့ဘူးစစ်တပ်စတင်တည်ဆောက်တဲ့ကဒီလိုမျိုးနော်စစ်တပ်ကကြာကျုံးမှုဆိုတာမြန်မာတမိုင်းမှာရှိခဲ့တာအဲ့ဒါပဲအရင်ကြည့်ဒါကြောင့်မလို့ကျွန်တော်တို့တော်လှန်ရေးဟာမနိုင်စရာအကြောင်းရှိဘူးနော်ကြာနေတာတစ်ခုပဲရှိတယ်ကြာနေတဲ့အပေါ်မှာထိုင်ပြီးကြက်ကြီးတဲ့ကောင်ကအတီတီကမဲ့တဲ့စောက်ပေးတယ်ရှင်းရှင်းလေးပဲ နော်တက်တဲ့နောက်ပညာတွေတက်ဘွဲ့တွေရထားပါစေတော်လှန်ရေးကြာနေတဲ့အပေါ်မှာထိုင်ကဲ့ရင်တဲ့ကောင်ကအတီတရားမဲ့တဲ့စောက်ဘေးတွေထမင်းအောင်ဂျိုးကိုမတန်တဲ့ကောင်မျိုးတွေအောက်ကန်းစားတွေဒီတိုင်းပြည်တွေအောက်ကန်းစားတွေနော်အဲ့ဒီထိုင်ကဲ့ရင်တဲ့ကောင်တွေကြီးလိုက်ဘယ်နေရာမှာလုပ်လဲထိုင်ကဲ့ရင်တွေတို့ဟဲ့နိုင်ငံတို့ဘယ်နေရာမှာဂျိုးမဖြစ်ဘူးရန်သူတို့ပဲဂျိုးဖြစ်သွားမှာအဲ့တော့ကျွန်တော်တို့ကဒီကာလကထိုင်ကဲ့ရင်ပြီးတော့အချင်းချင်းတိုက်ခိုက်နေတဲ့ကာလပေါ့ကျွန်တော်အမြဲပြောတဲ့စကားလို့ပေါ့ပယ်လောက်ယွန်းနေပါစေတက်ချင်လောက်မုန်းနေပါစေဒါပေမဲ့ဒီကောင်ဟာတော်လန်ရို့အကျိုးပြုနေလေဆိုရင်တို့တက်အန်ရတို့လုံတို့ရင်တော့ဝတ်သွားကာကွယ်ပြီးကာကွယ်ပေးလိုက်ကောင်အဲ့ဒါတော်လန်ရေးပေါ့ထားတဲ့အဂရိတစ္စာပဲလား ပြီးမှတော့တော်တိုင်းပြီးတာလက်လိပြီးရမယ်ရှင်း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 လေးပဲဒါပေမဲ့တော်တိုင်းကာလမှာဟောဒီကောင်ငှက်ညာနေဒါပေမဲ့ဒီကောင်တော်တိုင်းလုံနေတာပဲဟောဒီကောင်ပြပြတိုက်ခိုက်မယ်ပုတ်ခတ်မယ်တတ်ချက်မယ်ဆိုတော့ကိုယ်ကာဝယ်ပေးကာဝယ်ပေးရအဲ့ဒါဟာတော်နံရင်းပေါ်လူတိုင်းထားရမယ်စိတ်ထားပဲဒါကြောင့်မလို့အချင်းချင်းတိုက်ခိုက်တာကိုကျွန်တော်တို့ကတော့ပုတ်ကိုယ်ဆွဲမထားဘူးလုံးဝချုပ်ချတယ်ဘာဖြစ်လို့လဲအေးတခုရှိတယ်နော်အခုဒီတော်နံရင်းမှာအဆိုးဆုံးအဲ့ဒါမတိတော်နံရင်းပဲအချမ်းကလူလိုဘာလိုလို့လုပ်ပြီးတော့ဟိုမတိပြည်သူဘက်ကပဲနာတဲ့ပုံစံမျိုးနဲ့ဟိုလူတိုက်ခိုက်လိုက်ဒီလူတိုက်ခိုက်လိုက်တူတူဆရာကြီးပေါ့သူများကိုစောင့်ပြစ်ပြောတာဆရာမဖြစ်ဘူးနော် ။စောက်ပေါ်ဖြစ်တာ။လူဟာလူများပြစ်ပြောတာလွယ်လွယ်လေး။ဒါကျွန်တော်တနေ့လုံးထိုင်ပြောပြမယ်။အပြစ်မရှိပါဘူးဆိုတဲ့လူကိုခေါ်လာခဲ့ကျွန်တော်အချိန်မှာဟာကျွန်တော်တနေ့လုံးထိုင်ပြီးအပြစ်ရှာပြမယ်။လူများအပြစ်ကိုရှာတာလောကမှာအရင်လွယ်တယ်။အဲ့လွယ်တဲ့အလုပ်တော့ဘီကိုကိုမှနှစ်ဖြေလွှင့်ပြောင်းနေတာစောက်ပေါ်ပညာမဲ့တယ်။အလင်းကလူဆိုတော့ပေါ်ပြစ်ပဲကိုကြည့်ရမယ်။အဲ့လူများအပြစ်ကိုမြင်လို့ဆိုရင်ဖျောက်ဝင်မင်းလုံနေတဲ့ဒီဟာတော့လွဲနေတယ်ကွာ။ဒီလိုလုပ်ရင်ပိုကောင်းတယ်။အဲ့ဒါဝိမန်းတာ။ဒါပေမဲ့ကျွန်တော်တို့နိုင်ငံမှာဘုရင်ကပြောလို့တော်လိုင်းဘက်ကလို့လို့ပြည်သူဘက်ကလို့လို့ပြီးတော့သူများအပြစ်တွေလည်းခေါင်းထုတ်တယ်။ဒါဟာအတွင်းထဲကိုဝင်ပြီးတက်ချိုးပြီးတော့ ရန်သူအတိုက်လုံနေတဲ့ခါမျိုးအဲ့လိုလူကြမ်းတော့ဘယ်တော့မှလက်မခံပါနဲ့အဲ့လိုမျိုးကျွန်တော်လုပ်တယ်ကျွန်တော်လက်မခံနဲ့နော်ကိုပဲကောင်းတယ်ကိုပဲတတ်တယ်ကိုပဲတိတယ်လုံနေတဲ့လူချင်းချင်းအပြစ်တင်မယ်တွားပြီပေါ့ဒါရန်သူတိုက်လည်းဖြစ်ကုန်မှာဒါကြောင့်မို့လို့ကျွန်တော်ဒီတော်နိုင်ရေးကအချိန်မရှိဘူးနော်ခက်မြက်မြန်ပေါ်လာပြီကောင်းလေတနိုင်ငံလုံးအတိုက်တာနဲ့ထိုးစစ်စီကိုတနေ့နဲ့တစ်ချိန်နဲ့တစ်ရက်နဲ့တစ်လနဲ့လုပ်မှကြီးတော်နိုင်ရေးစတာတဲ့အချိန်မှာလက်ထဲမှာလောက်သေးกว่าတော့မရှိဘူးပေဒိုးတွေမရှိရသေးဘူးလက်တော့ချောင်းမထောင်ခဲ့ကြတာအဲ့ဒီအချိန်မှာအခုပုံစံမျိုးတနတ်တွေရရှိရအဲ့ဒီတွေကပေါ်တဲ့ ဲ့တော့ကျွန်တော်တို့တနိုင်ငံလုံးတိုင်းတိုင်းနဲ့ပချိန်နဲ့လုပ်ကြည့်အသေးခံမလားခေါ်လိုက်ပါထိုင်းမှာရှိတဲ့အင်အားတွေဘလောက်ဆင်းလာမလဲဆိုတော့ခေါ်လိုက်တော့ဘယ်သူမှဒီနိုင်ငံမှာနေနိုင်တာနေချင်လို့နေနေကြတာမဟုတ်ဘူးဘလောက်ပဲပတ်စံရသည်ဖြစ်စေမရသည်ဖြစ်စေမျက်နှာအငဲခံပြီးနေနေရတယ်ဆိုတော့ကိုယ်နိုင်ငံမှာအခုလိုခွေးမျိုးတွေခွေးချင်းခွေးညံကြံလို့နေလို့မရလို့ကျုပ်တို့ကမျက်နှာနိုင်ငံမျက်နှာငယ်နဲ့နေရတာဘယ်တော့မှမနေကြည့်ဘူးအဲ့တော့ကျွန်တော်တို့တွေကဒါကိုအရန်လွယ်တယ်ဒီပေါ်မှာတချို့တွေတိုင်းသားလက်နက်ကိုင်တွေကတော်လန်ရေးကိုစီးပွားရေးလို့လုပ်ပြီးတော့စောက်ပေးချနေကြတယ်အဲ့ဒီအတွက်တော်လန်ရေးကကြားတယ်ပြဿနာဒါပဲเนาะအဲ့တော့ ဘွေတို့ထွန်းမြတ်နိုင်လို့ဘွေတို့ဝမ်မော်လို့နော်ကြည့်ပါတော်နိုင်ရေးမှာအဲ့လိုခေါင်းဆောင်တွေအများကြီးလိုအပ်တယ်အဲ့ဒီခေါင်းဆောင်တွေအနေနဲ့လည်းကျွန်တော်ပြောချင်တာကဘွေတို့ထွန်းမြတ်နိုင်ပြီရခိုင်ပြည်သူတို့ပဲခေါင်းဆောင်ဖြစ်နေတယ်ဖြစ်မှာလေတော်နိုင်ရေးပေါ့ဖြောက်ဖြောက်မှန်မှန်ရက်တည်တဲ့ဘယ်တိုင်းရင်းသားခေါင်းဆောင်ဖြစ်ဖြစ်ဖြစ်ဒီချိန်မှာတနိုင်ငံလုံးကခေါင်းဆောင်ပဲချိန်နေတယ်နော်ဒါကြောင့်မို့လို့ဒါလေးကိုအားလုံးသဘောပေါက်ပြီပါတိုင်းရင်းသားခေါင်းဆောင်တွေနေတယ်တော်နိုင်ရေးပေါ့တာခင်ဗျားတို့စေတနာမှန်မှန်နဲ့ပြက်ပြက်တတရက်တည်ပြီးအမုန်းခံပြီးရက်တည်ပြီးခင်ဗျားတို့အနောက်မှာပြည်သူအားလုံးရှိတယ်ပြည်သူတွေကခေါင်းဆောင်စားနေကြတာဗျတော်ဆန်းစုကြီးတစ်ခုတည်းကိုပဲ အားပိုးပြီးတော့နေရတဲ့ဘဝနဲ့ခေါင်းဆောင်တွေအများကြီးအနောက်ကနေနေတဲ့ဘဝကိုလူချင်နေကြတာအဲ့ဒီအတွက်ရဲရဲချင်းထွက်ပေးပါငါလုတ်ဖြစ်ပါမလားငါထွက်ငါ့ကိုပြောကန်ဒီမှာဆိုလဲစိတ်ကိုမမွေးပါနဲ့တို့တို့ပြည်သူတွေလိုနေတာခေါင်းဆောင်တွေပါဘာသာမလို့ဒီအထွေထွေထိုးစစ်ကြီးကိုကျွန်တော်တို့ပြည်သူတွေကြိုးဆိုတယ်ဒီပွဲခက်မှန်မြန်ပြတ်ဖို့ရည်တည်တယ်ဘာဖြစ်လို့ကြိုးဆိုတာလဲစိုးရင်စိတ်တစ်ခုပဲရှိတယ်တော်နိုင်နေပတ်သက်လို့အဲ့ဒါပါပြည်သူတွေအားလုံးထဲမှာအလှည့်ရနေပြီစကိုင်းတွေတက်ရင်မောင်ယာချင်ရှိတယ်အဲ့လူတွေအားလုံးလက်ထဲမှာတနတ်နေတယ်နော်တော်နိုင်မနိုင်ပြန်မကူတော့ဘူးစိုးရင်ကတစ်ခုပဲအဲ့ဒါပါတယ် စီးရီးယားပုံစံမျိုးလက်နက်ကင်အဖွဲ့နေပလူပြန်ပြီးတော့ဒီတိုင်းကြီးရဲ့လက်နက်ကင်အောက်ထဲမှာအကုန်လုံးဗျက်ကလန်းစင်ဖြစ်ကုန်မဲ့အရေးကိုလားစိုးရင်တော်လိုက်မနိုင်စရာမကူတော့မင်းအောင်နိုင်တိုက်တို့လို့ဖုတ်တွေးရထားလာပြီးတော့မင်းအောင်နိုင်ထုတ်ကုန်ငယ်လေးကိုဖနှောင်းနဲ့ပိုက်ပေါက်ပြီးတော့ကျွန်တော်ဘယင်ဖြစ်ပါလဲသင်တော့တော့မရတော့ဘူးအဲ့ဒီနေသားလေးဖြစ်နေဒါကြောင့်မလို့ဒီတိုင်းကြီးခက်မြန်မြန်အေးချမ်းဖို့အတွက်အားလုံးဝိုင်းပြီးတော့တစ်ချိန်တစ်ချိန်နဲ့စုပြီးတော့ဝိုင်းလုပ်လိုက်ကြရင်ခက်မြန်မြန်ပွဲပြတ်ပွဲပြတ်ရင်ဒီဝီဒီယိုကနေကျွန်တော်တို့ခက်မြန်မြန်လွတ်ကြတယ် ဒါကြောင့်မလို့အောင်မြင်စေခြင်းနဲ့စိတ်နဲ့ဝိုင်းပြောနေတာဖြစ်တယ်ဒီညမှာအချင်းချင်းပြောတဲ့အရာမျိုးချော့ခိုင်းစေခြင်းတော့ဒါကြောင့်မလို့ပြောတာအဲ့တော့လုံနေချတဲ့လူတွေအားလုံးကိုလေးစားတယ်တန်ပိုးနဲ့ထားတယ်ဒီထက်ပိုပြီးတိုးစားနိုင်အောင်အတူဝိုင်းတိုးစားပေးကြပါလို့အားလုံးနဲ့မြစ်တာခံတယ်မြစ်တာရက်ခံပါတယ်နော်အားလုံးနဲ့ဘေးပြဝေးကွာကြပါစေအောင်မြင်တဲ့နိုင်ငံတစ်ကိုကျွန်တော်တို့အတူတကွတန်လှန်နိုင်ကြပါစေဆိုတော့ဒီနေ့မှာကျွန်တော်တို့ဒါတပ်ဖွဲ့ဝင်တွေနဲ့ကြီးအောင်တပ်ဖွဲ့ဝင်တွေပူပေါင်းလှုပ်ဆောင်နေတဲ့စစ်စင်ရေးပြီးအကြောင်းကိုကျွန်တော်တင်ပြပေးမှာပါဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုအဆုံးထိဝင်ကြည့်ရှုကျွန်တော်ရဲ့မိဘပြည်သူရေဘော်ရေဘက်တအူးချင်းစီတိုင်းကိုဂလီဇာဖိတ်ခေါ်လိုက်ပါတယ် ဒီနေ့မှာဒီမနက်ကတောင်းလို့ပြင်းထန်တဲ့ဒါတပွဲတွေဒီပွားနေတယ်လက်ရှိအကြမ်းဖက်စစ်တက်ကလည်းပဲပြင်းပြင်းထန်ထန်ခုခံနေတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့ဒီကြောင့်ကနေပြီးတော့ဘုံကျဲတက်ခိုင်မှုတွေလက်နက်ကြီးတွေနဲ့ပြခတ်မှုတွေအပြင်ဒုံးတွေနဲ့ဘုံကျဲတက်ခိုင်မှုတွေကြားထဲမှာကျွန်တော်ရသားပြည်သူတွေရောကျွန်တော်တပ်ဖွဲ့ဝင်တွေရောတိုက်တန်းအားမြောက်များစွာရရှိခဲ့တာတွေရှိပါတယ် ဆိုတော့တွန့်မိမတွေကိုဒီနေ့ကျွန်တော်အတိပေးလို့တာကကျွန်တော်တို့အရေးပေါ်ကဲဆယ်ရင်းနဲ့ပတ်သက်တဲ့စေးဝါးတွေရိခါတွေပြီးတော့ဆက်ဆက်ပစ္စည်းတွေအများအများလိုအပ်နေတဲ့အကြောင်းကိုကျွန်တော်တိပေးလို့တဲ့နိုင်ငံတော်လမ်းမှာပြင်းထန်တဲ့ဒါခိုးစစ်နဲ့အတူတစ်ဖက်ရန်သူကလည်းပြင်းပြင်းထန်ထန်ခုခံနေတယ်လူမျိုးပဲခုခံပါသေးကျွန်တော်လူငယ်တွေတိုက်ပွဲတွေကြားရဲမှာပဲအမြင့်ဆုံးသောဆက်ဆောင်ကြီးနဲ့အမြင့်ဆုံးသောစိတ်ဓာတ်တွေနဲ့ကျွန်တော်ပြည်သူကိုပေးဆက်တိုက်ပွဲဝင်နေပါတယ် ကျွန်တော် Federal နဲ့ Democracy အတွက်ပြီးဆက်တိုက်ပွဲဝင်နေတဲ့ရဲဘော်တွေနဲ့အတူရှိနေပေဖို့မြစ်တာရက်ခံလို့ရတယ်။လက်ရှိရဲဘော်အလင်းမြန်ဆုံးလိုအပ်နေတဲ့စေဝါဆက်ဆက်ပစ္စည်းများအတွက်လည်းကျွန်တော်မိဘတွေတဆန်ရာဒီကောက်ဝဲရဲတပ်ဖွဲ့ဝင်လူငယ်လက်ထက်အထိတဆန်ရာနေရာဒေသအတိအကျရောက်ပေးဖို့နိုင်ဖို့ဝင်ရင်ခူညီမယ်လို့ကျွန်တော်ပြောလိုက်ပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်။နောက်25ခုနှစ်အတွင်းမှာပဲကျွန်တော်တော်လန်ရေးအဆုံးသက်အောင်ပွဲစင်ွေးနိုင်ဖို့အရေးကြီးနေပါပဲ။ ။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့တော်လန်တော်လူငယ်တွေရဲ့ပြင်းပြတဲ့စိတ်ဓာတ်တွေပြီးတော့ကျွန်တော်ဝင်းရံကူညီနေတဲ့ကျွန်တော်နိုင်ငံအပင်ကမိဘပြည်သူတဦးချင်းစီနဲ့တကွာလုံးဝရှိနေတဲ့တော့ဘတ်တော်သားကျွန်တော်တို့ရဲ့မိသားစုဝင်တွေအားလုံးရဲ့အောင်ပွဲအရန်ကိုစာလောင်နေကြပါပဲနိုင်ငံတွင်းမှာလည်းဒီနှစ်ဟာပြင်းထန်တဲ့သဘောဘေးအန္တရာယ်တွေပြင်းထန်တဲ့တိုက်ပွဲတွေပြီးတော့ရက်ဆက်ရုံမှာဇွာနဲ့နေ့စဉ်ရက်ဆက်ဘုံကျဲတပ်ဖြတ်နေတဲ့ အချိန်ဒီနှစ်2025မှာအဆုံးတက်ဖို့ရည်ကြည်နေတာပါဆိုတော့ဒီနေ့သတင်းတွေကျွန်တော်တို့တင်ပြခင်မှာလက်ရှိတိုက်ပွဲတွေပြင်းထန်စွာနေရာတိုင်းမှာဖြစ်ပွားနေပါတယ် KIA မှာလည်းပြင်းထန်တဲ့ထိုးစစ်တွေ KIA အချင်းလွတ်လပ်ရေးတပ်မတော်နဲ့ကျွန်တော်တို့ဒါပြည်သူ့ကော်မတီတပ်ဖွဲ့ PDF တွေဆင်နွှဲနေကြပါတယ်အခုချိန်မှာတော့ကျွန်တော်တို့ကထိုးစစ်ဖြစ်တယ်သူတို့ကကန်ဆယ်ဖြစ်တယ်ဆိုတော့ထိခိုက်ကြဆုံးဒဏ်ရတဲ့သူတွေများပြားပါတယ်။ကရင်ပြည်နယ်မှာလည်းပဲကျွန်တော်တို့ KNU နဲ့ ပြည်ကဝင်ရေးတက်ဖွဲ့ PDF တွေစစ်စင်ရေးစင်နွဲနေတာကျွန်တော်မိဘတွေကြားသိပြီးဖြစ်ပါတယ်ဆိုတော့ဒီတိုက်ပွဲအတွင်းမှာပဲအချက်မဖတ်စစ်ခွေးတက်ဟာဘောင်းမရဘုံတွေလက်နက်ကြီးတွေနဲ့ဒရဆက်ပစ်ကပ်ပြီးတော့ခုခံနေကြရတယ်ဆိုတော့အဲ့ဒီတိုက်ပွဲအတွင်းမှာလည်းကျွန်တော်ရဲဘော်တွေနဲ့ကျွန်တော်တို့ပြည်သူတွေထိခိုက်ဒဏ်ရာရရှိမှုတွေအလုံးကိုမပြနေသေးပါဆိုတော့ဒီတိုက်ပွဲတွေဟာပုံမပြင်းထန်လာတဲ့အတွက်ကျွန်တော်တို့လုံလောက်တဲ့စေဝါကုသမှုတွေလုံလောက်တဲ့စေဝါတွေနဲ့အရေးပေါ်ကယ်ဆယ်ရေး ပစ္စည်းပေါင်းလုံများစွာလိုအပ်နေတဲ့အကြောင်းကိုကျွန်တော်ပြပါတွေကိုကြိုတင်ပြီးတော့ဒီကနေပြီးတော့တိပေးလို့တယ်ဒီစစ်စစ်ရေးတွေဟာကျွန်တော်တို့ဆက်လက်ပြီးတော့အရှိကိုတက်သွားမယ့်စစ်စစ်ရေးတွေဖြစ်တယ်ကျွန်တော်တို့မှာစီမံကိန်းတွေရေးဆွဲပြီးဖြစ်ပါတယ်ဟုတ်ပြီအရာဝတီတိုင်းမကိုးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအတွင်းမှာအတွေ့တွေထိုးစစ်စတင်ဖို့ရှိနေပါကြောင်းကျွန်တော်ပြပါတွေကိုတိပေးလို့တယ်ဆိုတော့ကျွန်တော်ပြည်သူဟာလက်ရှိအချိန်မှာစိုးရတဲ့ငလီလုတ်ခတ်မှုပြီးစိုးရတဲ့ဒါနိုင်ငံကို မိမိရဲ့ဆက်ဆံအာနာသိပြီးတဲ့ကအုတ်ချုပ်ချင်းနေတဲ့ကောင်းတွေကြောင့်ဂျုံဂျုံကြခဲ့ပြီးပါပြီဒီထက်ပို့ပြီးတော့စင်းရဲစရာအကြောင်းလည်းမရှိတော့ဘူးဆိုတော့တကောင်ထက်ညှက်နှက်စရာမရှိတော့ဘူးပေါ့ဗျာဟုတ်ပြီအဲ့ဒီစစ်စင်ရေးတွေမှာကျွန်တော်ပါလာမန့်တပ်ဖွဲ့ဝင်တွေက KNU အရကတတော် AA ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF တွေအဓိကချန်ရံပြီးတော့ဒီစစ်စင်ရေးကိုစင်ွဲနေကြတာပါ ုတ်ပြီကျွန်တော်တော်လန်ရေးအားစုအကုန်လုံးပူးပေါင်းပြီးတော့လှုပ်ဆောင်နေပါချောင်းကိုကျွန်တော်မိဘတွေကိုဥစွာအတိပေးနေခြင်းဟာကျွန်တော်တော်လန်ရေးဒါစတင်ခဲ့တဲ့အချိန်မှဒီကနေ့အချိန်ထိကျွန်တော်တို့ဒါမျိုးသိမ့်တိုက်ပွဲတွေနေနေသိမ့်တိုက်ပွဲတွေကျွန်တော်ဖက်စစ်ခွေးတက်ရခိုင်ချထားတဲ့စစ်ကမ်းပေါင်းပေါင်းနဲ့ချီတဲ့နေရာတွေကိုကျွန်တော်တက်ခိုက်သိမ့်ပိုက်ခဲ့ပြီအခုအချိန်မှမှာကျွန်တော်ဖက်စစ်ခွေးခွေးတက်ဟာသူတို့ခုခံလို့ကြားရတဲ့အခြေအနေတစ်ခုသူတို့ပြင်းပြင်းထန်ထန်ခုခံနေတာကိုကျွန်တော်တို့မြေပြင်အခြေအနေတွေမှာထင်ရှားစွာတွေ့နေရတယ်။ဟုတ်ပြီ ကြောင့်ကျွန်တော်တို့ကဖိုးစစ်သူတို့ကတော့ခံစစ်ဆိုတော့ဒီအချိန်မှာကျွန်တော်တို့အင်အားပို့ပြီးတော့တုံးဆဲနေရတယ်လို့ကျွန်တော်တို့ပို့ပို့ပြီးတော့လုံလားစိုက်ကပါတယ်ဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်တို့ AR တိုင်းစစ်မြေပြင်လေးတစ်ခုကိုကြည့်ကြည့်အောင်ပါ AR တိုင်း data ဘုံပြမြို့နယ်မှာကျွန်တော်တို့အချမ်းကဖက်စစ်ခွေတက်ရဲ့လက်ပါစီဒီစော်တီအဖွဲ့ကိုကျွန်တော်တို့တနင်္လာချီမြို့နယ်တွင်ကပကဖတပွဲဝင်နေဝင်တိုက်ခိုက်နိုင်ခဲ့ပါတယ်ဧပြီလ16ရက်နေ့မနက်3:00ရှီမှာစတင်တိုက်ခိုက်ခဲ့တယ်အဲ့ဒီအချမ်းကဖက်စစ်ခွေတက် လက်ကင်တို့ဂျူကောင်းဆောင်ထေဝင်းအပါအဝဲကျန်တဲ့ကောင်လေးတော်တော်များများဒီဆုံးခဲ့တယ်တန်ရဘလဘွားနဲ့ကိုပြစ်ဒီဒီပြေးသွားတဲ့ကောင်လေးလည်းအများကြီးပါဒါပေမဲ့ကျွန်တော်တို့အဲ့ဒီမှာအကျိုးအမြတ်များစွာရလိုက်ပါလေအဲ့ဒါကတော့လက်နက်ဆယ်လက်ရရှိလိုက်တဲ့တိုက်ပွဲကြာချိန်နာရီဝက်မိနစ်30အတွင်းမှာပဲဒါကြောင့်ကျွန်တော်တို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့တပ်ဖက်ရဲသူနဲ့တကယ်စစ်မြေပြင်မှာရင်ဆိုင်တွေ့တဲ့အချိန် သူတို့ဟာအလကားရတဲ့ပတ်စံတွေအလကားရတဲ့အာနာတွေအလကားရတဲ့ဂုတ်ဘုတ်တွေတော့တာဒီလိုဆိုတဲ့ခေါင်းစဉ်နဲ့ဒါမှမဟုတ်ပြည်သူစစ်ဆိုတဲ့ခေါင်းစဉ်တွေသူတို့တွေရိုက်ယူထားကြတယ်ကျွန်တော်ကဘာလို့တစ်ဖွဲ့ဝင်ကျွန်တော်လူငယ်တွေနဲ့တွေ့တဲ့အချိန်မှာဒီကောင်တွေဘလို့မှမခံစားနိုင်ဘူးဘလို့မှသူတို့တွေတုတ်ပြန်နိုင်တာဘူးအခုနိုင်ွက်ပဲကြာတဲ့စစ်စင်ရေးတာတာတကပါဟုတ်ပြီအဲ့ဒီတိုက်ပွဲအတွင်းမှာ ကျွန်ရရှိခဲ့တဲ့လက်နက်ကင်းတွေက AK 5လက်ကာပိုင်တလက် M60 3လက်နဲ့79 40 mm တလက်နဲ့ဆက်ဆက်ဘုံးတီးတွေလက်နက်ကြီးစံအများအပြားရရှိခဲ့တာပါဟုတ်ပါတယ်ကျွန်တော်တို့ဒါလက်နက်လိုတဲ့အချိန်မှာကျွန်တော်တို့ပြည်သူစီကပေါ့နော်ကျွန်တော်ရဲဘော်တွေဒါဒါအကူညီတောင်းတဲ့ပြီးတော့အလူခံတဲ့ဆိုတော့တနက်တလက်ဝေဖို့တော်တော်လေးကိုစုရတဲ့အချိန်မျိုးတွေကိုကျွန်တော်တို့ကြောက်ဖြတ်ခဲ့တာပါဆိုတော့အခုချိန်မှာတော့ကျွန်တော်ကြောက်ဖြတ်စစ်ခွေးတက်ဟာကျွန်တော်တို့ရဲ့စစ်စင်ကြီးအတွက် လုံလောက်တဲ့လက်နက်တွေကိုနေ့စဉ်ရက်စက်ထုတ်ပေးနေတာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။ဟုတ်ပြီ။ဒါဆိုရင်တော့မကွေးတိုင်းစကိုင်းတိုင်းနဲ့ပတ်သက်တဲ့စစ်စင်ကြီးပါပါလာတယ်ဆိုတော့စကိုင်းတိုင်းကလင်းမြို့နယ်မကွေးတိုင်းကံကောင်းမြို့နယ်ဆက်မှာရှိတယ်။ဂျမတ်ဖက်စစ်ခွေးတက်စကိုင်းတွေကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ major operation ဆိုတော့အကျွမ်းမိပါလိမ့် major operation စစ်စင်ကြီးအော်ကြားမှုတဲ့သူတွေလည်းရှိတယ်။မကြားသေးတဲ့သူတွေအတွက်ကိုလည်းကျွန်တော်ဒီနေ့စကိုင်းတိုင်းနဲ့ကစစ်စင်ကြီးအောင်မြင်ခဲ့တဲ့အကြောင်းကို ပြန်လည်တင်ပြပေးမှာဖြစ်ပါတယ်ဟုတ်ပါတယ်ကလင်းမျိုးနယ်နဲ့မကွေးအတိုင်းဒမောမျိုးနယ်အဆက်မှာရှိတဲ့တစကန်တွေကိုချင်းမျိုးသားတက်မတော် CNA ရဲ့စီရင်ကုကဲမှုတွေနဲ့မိချာ operation စစ်စင်ကြီးစင်နွဲနိုင်ခဲ့တယ်အောင်ပွဲလဲရရှိခဲ့တယ်ကလေးကပေါ်ကံတော်ဒေတာတွေကိုကိုစားပြုတ်ထားတဲ့ဒီစစ်စင်ကြီးအတွင်းမှာကျွန်မဖတ်စစ်ခွေးတက်စကန်ပေါင်းမားလုံးကိုမှုတ်ကျေချေမှုနိုင်ခဲ့တယ်မိချာ operation စစ်စင်ကြီး ဟုတ်ပြီကလေးကံကောင်းမျိုးနဲ့အဆက်မှရှိတယ်အကြောင်းဖက်စစ်ခွေးအပိုင်းစကန်တွေဖြစ်တဲ့ကမ်ပနီမှန်တော်အောင်တာယာအရှိအနောက်နဲ့ယူစော့တီတွေကြီးစိုးတဲ့ကျန်တာချေးရွာတွေကိုနှစ်လအတွင်းမှာမိသက်တက်ခတ်ချေမှုအမှုကြိတ်နိုင်ခဲ့တဲ့ major operation အကြောင်းကျွန်တော်ပြောပါတယ်ကြားပြီလို့တော့ကျွန်တော်လုပ်ကြည့်ပါတယ်ဒါဟာကျွန်တော်တို့ ERI တိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းတွေအတွက်အထွေထွေထိုးစစ်တီးစတင်မယ်ဆိုတော့ ထုတ်ပြန်ကြညာချက်တွေတက်စောလှင်စွာစနစ်တကျစီမံဆောင်ရွက်ထားတာဟိုကျွန်တော်ဒီပေါ်ပြောချင်တာပါဆိုတော့အဲ့ဒီ major operation ကို2024ခုနှစ်ကစတင်ပြီးတော့စုဖွဲ့စတင်ပြီးတော့ပုံဖော်ခဲ့တာပါအများကြီးရှိတယ်ကျွန်တော်ဒီပါကျွန်တော်တို့ပါအတောင်ပိုင်းတိုင်းမြောက်ပိုင်းတိုင်းအလေပိုင်းတိုင်းစသည်အဖြစ်ကျွန်တော်တို့စည်ရေးဆိုင်ရာဒါပူပေါင်းဆောင်ရွက်မှုတွေကျွန်တော်ဒီပါတွေပုံပုံအကောင်းတဲ့အောင်ပွဲတွေပုံပုံထုံမြင့်တဲ့အရာတာတွေ ਨੇ ဒီ2025မှာမြင်တွေ့ရမှာဖြစ်ပါတယ် ခုဆိုရင် KP နဲ့တွင်းထဲမှာရှိတယ်ကျွန်တော်တော်လန်သောတပ်ဖွဲ့ဝင်အားစုတွေပူးပေါင်းပြီးတော့ကောင်းမွန်ပြည့်စုံတဲ့စစ်စင်ရေးကြီးကိုဆင်နွှဲနေတာပါဆိုတော့ဒင်းတွေရဲ့တစ်ဖက်မှာတော့အကြမ်းဖက်စစ်ခွင့်ချက်ဟာကင်ပြင်းနေအကြောလုံးမှာသူတို့တွေဘုံကျဲတက်ပြတ်နေတဲ့အကြောင်းတွေကိုပဲကြားရမှာဖြစ်တယ်။ကင်ပြင်းနေအတွင်းထဲမှာညပြတဲ့နေရာဆိုမှ အိုက်ပွဲတွေအချိန်နဲ့တပြိုင်နက်တည်းဖြစ်ပေါ်နေတာကြောင့်ဖြစ်ပါ။ဆိုတော့ဒီအိုက်ပွဲတွေအတွင်းမှာကျွန်တော်ရဲဘော်တွေညာကြီးလုံးလုံးနေကြတယ် ဖြစ်ဆက်ခဲ့ရတဲ့ရဲဘော်တွေလည်းရှိပါတယ်။ဒီကကျွန်တော်တင်ပြခဲ့တဲ့ကျွန်တော်တို့ရခိုင်သားရဲဘော်စေမှုစော့ဖုတ်ကိုအောင်တဲ့အတူကျွန်တော်တို့ဒါ PDF ကျွန်တော်တို့သင်တန်းစိတ်ရတူလေအဲ့ဒီနေ့တည့်အထဲမှာပဲညနေစွာတပေးလုပ်ခဲ့တာပါ။ဆိုတော့တိကတန်ရရှိထားတဲ့ရဲဘော်တွေလည်းရှိပါတယ်။ဒါဟာကျွန်တော်တို့အလုတ်ချေဆုံးကျွန်တော်တို့ဒါအဖြစ်ချင်းဆုံး ERI ဘကူတနင်္သာရီ ဒီစစ်စင်ရေးတွေအတွက်အရေးကြီးတဲ့စစ်စင်ရေးဖြစ်ပါတယ်လို့ကျွန်တော်ဒီပါတွေကိုကျွန်တော်တည်ပြလို့ရတယ်။ဆိုတော့ခါပြင်းမှာကျွန်တော်တို့မှာအဟန်တားတွေအများကြီးရှိပါတယ်။ဆိုတော့ဒီအဟန်တားတွေဟာကျွန်တော်တို့ဒါနဲ့ပေါင်း90ကျော်ခေါင်းစဉ်မျိုးစုံနဲ့အုတ်ချုပ်ချင်တဲ့ကောင်တွေရဲ့ဒါသွေးခွဲမှုတွေကြောင့်ကျွန်တော်တို့လက်ရှိစုဖွဲ့မှုလက်ရှိစစ်စင်ရေးလက်ရှိထိုးစစ်တွေမှာအနည်းငယ်သောအဟန်တားတွေရှိနေသေးပါဆိုတော့ဒီဟန်တာတွေကိုလီနိုစုံနဲ့ကျွန်တော်တို့ပူးပေါင်းပြီးတော့ကြော်ဖြတ်နေတယ်အဲ့လိုကြော်ဖြတ်နေရင်းနဲ့ ကျွန်တော်စစ်စင်ရေးကိုစတင်နိုင်ခဲ့တယ်။ဆိုတော့ဒီစစ်စင်ရေးတွေအတွင်းမှာကျွန်တော်တို့လူအချက်ကညောင်များစွာရှိပါတယ်။အဲ့ဒီလူအချက်တွေကပထမဦးစွာနံပါတ်၁ရှီထဲမှာရေးပေါ်ငယ်စဲရေးလုပ်ငန်းအတွက်အသုံးပြုနေတဲ့စေဝါတွေလိုအပ်ပါတယ်။ဒီထက်လည်းလိုအပ်ဖို့ရှိနေပါသေးတယ်။ဆိုတော့ကျွန်မရဲ့မိဘတွေအနေနဲ့နီးစပ်ကြကျွန်တော်တို့ဒါကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီးတော့မိမိတို့တဆွမ်းနိုင်တော့ ဝင်းရင်ကူညီပေးဖို့ဒီကနေပြီးတော့ကျွန်တော်မေတ္တာရက်ခံလိုရယ်ဆိုတော့ဒါဟာကျွန်တော်စစ်စင်ရေးစနေပြီဆိုတဲ့အကြောင်းကိုကျွန်တော်မိဘတွေကိုကျွန်တော်ကြိုတင်ပြီးတော့အသိပေးနေကြည့်ဖြစ်တယ်ဒီနေရာဒီဒေတာတွေနဲ့ဒီချက်ဝေါ်မှာရှိနေတယ်ကျွန်တော်မိဘတွေကလည်းစည်ရေးသတိအများအားရှိဖို့လိုတယ် ARE ပကိုးမကွေးစကိုင်းဒါရှိမှာပါမှန်တရားပါဆိုတော့ကျွန်တော်ရဲ့စီးပြမှတ်ကလည်းရှိနေပြီကိုဗျဟုတ်ပြီဒါနဲ့တစ်ဖက်မှာအချမ်းဖက်စစ်ခွေးတက်ဟာကျွန်တော် ဒါတော်လန်သောတပ်ဖွဲ့ဝင်တွေအပေါ်ပြီးတော့လက်ရှိဒါတော်လန်ရေးကိုဥဆောင်နေတဲ့ကျွန်တော်တို့အဖွဲ့အစည်းတွေပေါ်အမြင်အမျိုးမျိုးဖြစ်အောင်လေသူတို့လေလှုပ်ဆောင်နေတယ်ကျွန်တော်ပြောတာဒါကိုမြင်အောင်ကြည့်ပေးပါကျွန်တော်ကျွန်တော်တို့ကအချင်းချင်းပုတ်ခတ်နေလို့ကျွန်တော်တို့မှာအကျိုးရှိနိုင်တယ်။ကျွန်တော်တို့ရန်သူကလုံးလုံးပြိုလဲနေပြီ။ဆိုတော့ဒါကြောင့်လည်းပဲတို့က2025နောက်ဆုံးသောနေ့ရက်တွေနဲ့2026ပထမအဦးဆုံးနေ့ရက်တွေအတွင်းမှာတို့တွေဒီကောက်ပွဲမဖြစ်မနေလှုပ်ဆောင်ဖို့အပူရင်းစောင့်ရနေတာပါ။ ကျွန်တော်နိုင်ငံတွင်းထဲမှာကျွန်တော်ပြည်သူတွေဘလို့မျိုးပဲဒုက္ခဒုက္ခတွေခံစားနေရပါစေသူတို့ဟာသူတို့ရဲ့ရစရုံမှမဟုတ်ဘူးအခုချိန်ထိမလျှော့သေးသလိုသူတို့လုပ်ချင်တဲ့ပြတ်မှတ်ရွေးကောက်ပွဲရွေးကောက်ပွဲအတွက်ပဲသူတို့တွေအားစိုက်နေတာကိုလည်းကျွန်တော်မိဘတွေတွေ့မြင်ရမှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့တပွဲဝင်နေတဲ့ကျွန်တော်တပေါင်းစုတွေဟာလေလက်ရှိချိန်မှာအပြုသဘောဆောင်တဲ့ဒါဆွေးနွေးတိုင်ပင်ချက်တွေနဲ့အတူ2025ခုနှစ်အတွင်းမှာတော်လှန်ရေးအပိတ်အောင်ပွဲဆင်နွှဲနိုင်ဖို့ကိုကောင်းဆုံး조사 ပြင်ဆင်နေကြပါတယ်ကျောင်းနိုင်ငံလူနိုင်ငံသားတွေဒီချက်ပို့ပြီးတော့ဆင်းရဲဒုက္ခခံရစရာအကြောင်းမရှိတော့ဒီချက်ပို့ပြီးတော့လဲဆိုဟာဆုတ်ပြတ်စရာအကြောင်းမရှိတော့နိုင်ငံတကာမှာလဲကျွန်တော်တို့ဒါရွှေပြောင်းလူ့သမားတွေပြီးတော့စပေးရှောင်နေတဲ့သူတွေနှီးမျိုးစုံနဲ့ကျွန်တော်တို့တွေအာပုံစံမျိုးစုံနဲ့ဆင်းရဲဒုက္ခတွေကိုကြုံတွေ့ခဲ့ပြီးပါလက်ရှိချိန်ထိလဲအကြောင်းဖက်စစ်ခွေးတက်ဟာ တို့နိုင်ငံတို့ထဲထဲမှာရှိတဲ့ဒူဘေကိုတော့မှတို့ကိုယ်နိုင်စီမံခန့်ခွဲအုပ်ချုပ်နိုင်တာကိုလည်းတွေ့ရမှာမဟုတ်ဘူးငလင်ကြောင့်တစ်ခါရောက်ခဲ့တဲ့ကျွန်တော်ပြည်သူတွေပေါ်မှာလဲဒါဖူလုံနဲ့စောင်းချောက်မှုတွေဖူလုံနဲ့ပြန်လဲထူထောင်ရေးလုပ်ငန်းတွေအခုမှကျွန်တော်တို့မြင်တွေ့ရမှာမဟုတ်ဘူးသူတို့လုပ်ချင်တာကတော့ရွေးကောက်ပွဲဒီရွေးကောက်ပွဲကိုသူတို့အသက်ဝင်ဖို့အတွက်ဒီရွေးကောက်ပွဲကိုသူတို့အတည်ပြုနိုင်ဖို့အတွက်လက်ရှိအာဆီယံတွေကိုခွေးတို့ပေါက်ကဝင်နေတာပါဆိုတော့ဒီရွေးကောက်ပွဲလုပ်မယ်ပြီးသွားရင်သူတို့ဆိုရတဲ့ဖွဲ့စည်းမယ်ပြီးသွားရင် အာနာရှင်အဆက်ဆက်အုတ်ချုံနိုင်ဖို့ကိုသူတို့ပြင်ဆင်သွားမှာဖြစ်တယ်။ဒါကြောင့်2025မှာတော်လှန်ရေးပြီးသက်အောင်ပွဲဆင်နိုင်ဖို့ရည်ကြည့်တယ်။ဒီရည်ကြည့်တာနဲ့ဆက်ဆက်ပြီးတော့လေကျွန်တော်စစ်စင်ရေးတွေမှာကျွန်တော်ပူပေါင်းနိုင်တဲ့တပွဲဝင်တွေအကုန်လုံးပူပေါင်းပြီးတော့အလုံးလုံးဒီကြောက်ပါတယ်လို့ပြပြရှင်းနေဒီနေ့ဗီဒီယိုကိုအဆုံးသတ်ပြစေ။နောက်လာတဲ့ဗီဒီယိုတွေကိုတက်ဖို့ကောင်းချောင်းကြိုးစားပေးပါမယ်။ဒါနဲ့ပေးစီဗီကပ်ကြောင်းနဲ့ကျွန်တော်နိုင်ငံတွင်းမှာရှိတယ်မြို့ပါပြီးရေဝရေပဲတူးချင်းတိုင်းပြင်းနေကင်းရှင်းပါကြောင်းလေးနေနေစတောင်းချင်းနဲ့ကျွန်တော်